မြမကုံဆောင်အောင်လာအန်ဆန်နဲ့ပတ်သက်ပြီးလူတွေမသိကြသေးတဲ့အကြောင်းအရာခုနှစ်ချက်ဒုတိယပိုင်းနံပါတ်၄အချက်ကတော့လဝိစင်ပြင်ပါကအောင်လာအတွက်အခက်ခဲဆုံးအရာတက်ခိုက်တမတရားအတွက်ပြန်ဘက်တွေကအငြင်းရန်ခက်ခဲလေးရှိပါတယ်အထူးသဖြင့်အောင်လာအန်ဆန်လိုကပတ်နှစ်ခုချန်ပီယံအတွက်ကာကွယ်ပွဲတွေကအငြင်းရန်ဂုံသိခါတိုက်ပွဲဖြစ်နေတယ် ဒူလလဝေကျူဝိုင်းအတွင်းကအခက်ခဲဆုံးအရာတွေထက်ပြင်ပလူနေမှုဘဝမှာအောင်လာအန်ဆန်အခက်ခဲဆုံးအရာကတော့သူမိသားစုပါ။ပြိုင်ပွဲမရှိတော့လဲလေ့ကျင့်မှုတွေကြားကမိသားစုကိုအမြဲတမ်းဂီယူဒီဇိုင်းနဲ့အီချမ်းတာယာနေအောင်ထိန်းထားနိုင်ဖို့ပါ။အလာအန်ဆမ်မှာအမေရိကန်သူအမျိုးသမီးနဲ့တားတူသမီးငယ်တူကိုပိုင်းဆိုင်ထားပါတယ်။ မတ်9ကြေးရုပ်2018ဒီဇင်ဘာမှာအွန်လိုင်းအန်ဆန်ရဲ့ပုံတူကြေးရုပ်ကိုကချင်ပြည်နယ်မတော်ကွင်းမှာထူးဆစ်ပြုလုပ်ခဲ့ကြတဲ့ရုပ်ထုထုလုပ်ဖို့တည်င်းကြတဲ့အချိန်မှာအွန်လိုင်းကိုရိုင်းအားသိခဲ့ရပြီးပြည်သူတွေကသူ့ကိုဘလောက်ထိချစ်လဲဆိုတာကိုသိရှိသွားခဲ့ပါတော့တယ်။ဒါကြောင့်လေသူကအလောက်ကြီးမထိုက်တနာကြမထုလို့ကြဖို့တားမြစ်ခဲ့ပါသေးတယ်။ဒီရုပ်ထုရဲ့အသေးပေကတော့မြန်မာနိုင်ငံရဲ့ဘယ်နေရာမှာတင်မွေးဖွားခဲ့မွေးဖွားခဲ့နှလုံးသားနဲ့စိတ်ကိုတင်ညာစူးစမ်းတိဆောက်နိုင်မယ်ဆိုရင်ကမ္ဘာချန်ပီယံတူဦးတီဖြစ်လာနိုင်တယ်ဆိုတာသက်သေပြခဲ့တာဖြစ်ပါတယ်။ နံပါတ်6အောင်လအကြောင်းဆုံးအရာ အောင်လအန်ဆန်အကြောင်းဆုံးကဘာဖြစ်မဲထင်လဲမွေလားအမြင်လားအဲ့ဒါတွေတော့မဟုတ်ပါဘူးတကယ်တော့အောင်လကြောက်တာကမိမိရဲ့အီးမန်ချက်ပန်းနိုင်ကိုမရောက်မှာကိုပါပဲကျွန်တော်ကိုကြောက်အောင်ပေးရမလို့လို့မရဘူးအိမ်မက်တွေလက်တွေအကောင့်ထဲမပေါ်နိုင်မဲတဝက်တစ်ပြက်ဖြစ်ပြီးလမ်းတစ်ဝက်မှာကျိုးပြက်မှာကိုအကြောင်းဆုံးပါပဲလို့အောင်လကဆိုပါတယ်နံပါတ်9အချက်ပြုတ် အောင်လာဟိုလူတိုင်းကကျိုးဝိုင်းထဲကကမ္ဘာချန်ပီယံလို့သူထားကြပေမဲ့အနည်းငယ်တော့လူအချို့လောက်သာအောင်လာကမိဖို့ချောင်းထဲမှာအချက်ပြုတ်ကျွင်းကျင်နေသူစွာသိထားကြတယ်။အောင်လာကခုနှစ်နှစ်သားအရွယ်ကလေးကအချက်ပြုတ်ပြုလုပ်ခဲ့ရတဲ့သူလို့လည်းသိရတယ်။ကျွန်တော်တို့ကလေးဘွားမှာကျွန်တော်အမေရဲ့အိမ်ကြီးချင်းတူကအမေရဲ့အိမ်ကိုလာပြီးအချက်ပြုတ်တွေတင်ပေးလေးရှိတယ်။တချို့တင်းတွေနေမှာဆိုရင်ဒီမှာကကျွန်တော်တို့ကျွန်တော်တို့အတွက်စားစရာတွေလုပ်ပေးချက်ပါသေးတယ်။အဲ့ဒီကလေးကကျွန်တော်အချက်ပြုတ်တက်ခဲ့တာလို့အောင်လာကပြောပြခဲ့ပါသေးရဲ့ရှင်။